1537ရဲ့အကြမ်းဆုံးတွေးဆိုင်တစ်ခု ဖြစ်လာမဲ့ Suor Blan နဲ့ UNS2B နန်တို့ရဲ့ထိတိုက်တွေ့ဆုံမှုပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာ Ecrimarius Borgardin ဆက်နေပါတယ် World Championship ရဲ့1537ကစိတ်လုံရှားပွေရာပွဲစဉ်တစ်ခုကိုပရိသတ်တွေထံယူဆောင်လာပေးတော့မှာပါ Suor Blan နဲ့ Colombia သား Fighter UNS2B နန်တို့ရဲ့ထိတိုက်တွေ့ဆုံမှုကအကြမ်းစားရှင်ပြိုင်မှုတစ်ခုအဖြစ်ဒီပြိုင်ပွဲကိုမိမောင်းထိုးပြထားပါတယ်ဒီပွဲစဉ်က Suor Blan ရဲ့ထိုးချိမှုပိုင်းပြတ်သားမှုနဲ့ S2B နန်ရဲ့ မရှုံးသေးတဲ့စံချိန်တို့ကိုစမ်းတမ်းမဲ့စိတ်ဝင်စားဖို့ရတဲ့ပွဲတစ်ခုဖြစ်ပါတယ်ဆူအပလက်ကမြန်မာနိုင်ငံရဲ့ဂုံယူစီယာဖိုက်တာတူဖြစ်ပြီးတော့သူ့ရဲ့ထိုးချိမ့်မှုပိုင်းပြတ်သားမှုနဲ့ခံနိုင်ရိုးကြောင့် One Friday Fight တွေမှာနာမည်ကြီးလာခဲ့ပါတယ်။ S2B နဲ့ကတော့ကစားမဘွားမှာ28ပွဲစတိုင်မရှုံးသေးတဲ့ထူးခြားတဲ့ဖိုက်တာတူဖြစ်ပြီးတော့သူ့ရဲ့မြန်နှုံးနဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုတို့ကပြိုင်ဘက်တွေကိုခတ်တွေ့စေခဲ့ပါတယ်။ဒီပွဲစဉ်ကဘန်နန်ဝိတ်တန်းကထိပ်သီးဖိုက်တာတွေရဲ့အကြီးချင်းကိုစမ်းသမဲ့အဓိကတိုက်ပွဲတစ်ခုဖြစ်ပါတယ်။ ီပွဲစဉ်ကဝမ်ချမ်ပီယံရှစ်ရဲ့ဝိတ်တန်းအဆင့်တက်မှတ်ချက်မှာနှုတ်လုံးအတွက်အရေးပါတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဆူပါဘလက်အတွက်ကတော့ဒီပွဲကသူ့ရဲ့နာမည်ကျော်ကြားမှုကိုပုံမခိုင်းပါစေပြီးတော့ဝိတ်တန်းရဲ့ချမ်ပီယံကပတ်အတွက်စိန်ခေါ်ခွင့်နီးကပ်လာစေမယ့်အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ SDB နဲ့အတွက်ကတော့သူ့ရဲ့မရှုံးသေးတဲ့စံချိန်ကိုဆက်ထိန်းထားနိုင်ဖို့နဲ့ဝမ်ချမ်ပီယံရှစ်မှာထိတ်တန်းဖိုင်တာဖြစ်ဆက်လက်ပြသဖို့ဝမ်ချမ်ပီယံရှစ်မှာထိတ်တန်းဖိုင်တာဖြစ်ဆက်လက်ပြသဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ် ဒီပွဲရဲ့အနိုင်ရသူကဝိတ်တန်းရဲ့ထိပ်သီးအဆင့်စီကိုတလန်းနိုင်မှာဖြစ်ပြီးတော့အနာဂတ်မှာချန်ပီယံကပတ်အတွက်စိန်ခေါ်ခွင့်ရဖို့အလားအလာမြင်မာလာမှာဖြစ်ပါရည်။ဆူဟာဘလက်ကနာဗာတီကူတလန်ကော့ဖ်တန်တို့ကိုဇက်တိုက်ရှုံးနေထားခဲ့တာကြောင့်ပဲဝမ်ကစားမဘွားကိုရှေ့ဆက်နိုင်မှုအတွက်တောင်မှအတော်လေးကိုယုံကန်နေကြတဲ့နေထားကိုရောက်ရှိခဲ့ရပါတယ်။ဒါပေမဲ့ဆူဟာဘလက်ရဲ့ကမ်ဘက်ကြီးကတကယ်ကျမ်းပါတယ်။စိတ်တအင်အားကောင်းကောင်းနဲ့ပြန်လာနိုင်ခဲ့ပြီးတော့အားလုံးကမမျှော်လင့်ထားတဲ့စွမ်းဆောင်ရည်ကောင်းနေနဲ့အစွမ်းကုန်တောက်ပပြခဲ့ပါတယ်။ ဒါပြင်သူရဲ့နောက်ဆုံးနှစ်ပွဲစတိုက်မှာဆိုရင်တော့ဆူအာဘလက်ရဲ့ပွဲကိုချင်းကပ်ပုံဒီစနစ်ပိုင်းဆိုင်ရာကအတော်လေးကိုကြောက်စရာကောင်းလာခဲ့တာတွေ့ရပါတယ်။သူကနောက်ဆုံးနှစ်ပွဲစတိုက်မှာစံကာတစ်ဆက်ဆန်တို့လိုထိပ်သီးဖိုက်တာတွေကိုအနိုင်ပြထားပါတယ်။ဒါပြင်ထင်ကြီးစရာကောင်းတာကဆူအာဘလက်ကစံကာတစ်နဲ့ပွဲကိုစံကာတစ်ပိုပရော့အားတာတဲ့ကစ်ပေါ့စင်စီမင်းအောက်ကနေထိုးခဲ့ရတာဖြစ်ပြီးဆက်ဆန်နဲ့ပွဲကိုတော့မွေတိုင်းပွဲဖြစ်ထိုးခဲ့ရတာဖြစ်ပါတယ်။ ဒီလိုပုံစံမတူတဲ့အာဂါဇာနှစ်ရက်ကိုပြင်ဆင်ကြိမ်နှစ်လလောက်နေရင်အကောင်းဆုံးရှင်ပြိုင်ပြီးတော့အနိုင်ယူနိုင်ခဲ့တာကဆူအဘလက်ရဲ့တိုးတက်လာမှုကိုပြသနေပါတယ်။ S2Pnan က striking နဲ့မြေပြင်တိုက်ခိုက်ရေး grappling မှာနှစ်မျိုးလုံးကျွမ်းကျင်တဲ့ best on fighter တူဖြစ်ပါတယ်။သူ့ရဲ့ထိုးချိမှုတွေကမြန်ဆန်ပြီးအားပြင်းတာကြောင့်ပြိုင်ဘက်တွေကိုခတ်တွေ့စေလေရှိတယ်ပါတယ်။ S2Pnan ရဲ့အာသာချက်တွေထဲမှာသူ့ရဲ့ best on ကစားနိုင်စွမ်းအကွာအဝေးထိန်းချုပ်ကစားပုံကောင်းမွန်မှုတွေလည်းပါဝင်ပါတယ်။ S2Pnan က short တက်လို့မရတဲ့ fighter တွေမှာမပါဝင်တဲ့အကြောင်းအားလုံးလည်းတည်ထားကြပြီးသားဖြစ်မှာပါ။ ဆူဝါဘလန်နဲ့ S2B နန်တို့ရဲ့ပွဲစဉ်ကကစားပုံကွဲပြားတဲ့ Fighter နှစ်ဦးရဲ့ထိတိုက်တွေ့ဆုံတဲ့ပွဲလည်းဖြစ်ပါတယ်။ဆူဝါဘလန်ရဲ့ထိုးချိမှုကပြတ်သားပြီးတော့ S2B နန်ရဲ့ထိုးချိမှုကတော့အမြန်နှုန်းတစ်ခုကိုခြေခံထားပါတယ်။ဆူဝါဘလန်ရဲ့ဖိအားပေးကစားပုံက S2B နန်ရဲ့ပြူဟာပိုင်းချင်းကပ်မှုကိုစမ်းတက်မှာဖြစ်ပြီးတော့ S2B9 ရဲ့မာကြောမှုပါဝါပြင်းတဲ့တိုက်ခိုက်မှုတွေကလည်း Super Black ကိုဘယ်လိုဒုက္ခပေးနိုင်မှာလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါပြီ။နှစ်ပွဲစတိုက်ထိပ်သီး Fighter တွေကိုကြီးပဲအပြီးဖြုတ်ထားတဲ့ Super Black တယောက်နိုင်ပွဲဆက်သွားနိုင်မလား။ညကရုကပြေဖြစ်ကြပေးသွားခဲ့ကြပါဦးမြ ဆုံးနီးလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်